မြန်မာနဝတ် channel ကိုအစ်စ်တဆိုင်အားပေးနေနေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာအကားစော်ရေးသားထားတဲ့အဝိဇ္ဇာထော်တောင်းတဲ့ဂိုင်းရင်းတော်လည်ရေးဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဥမာကတော့တစ္ဆာခန့်နဲ့ဂိုင်းသားတွေကို ဆရာနာဦးဆောင်လုံးခမ်းမကြီးအတွင်းထဲကိုခေါ်သွင်းလာခဲ့တယ်။ဒေဝကာယခေါင်းဆောင်နဲ့နောက်လိုက်160လောက်ရှိလိမ့်ပြီးဦးမာကဟာနဝနစာဆုံလင်းစွာနဲ့ဘန်နုကပလာမြားကြောက်ပြားလို့အမိပေးထားတဲ့ပလင်ကြီးပေါ်မှာထိုင်နေတယ်။ခေါင်းဝင်တွေကဦးမာကကိုတွေ့ရတဲ့အခါမှာတော့ဥညွအယုသေးပြုတ်လိုက်ကြတယ်။ဂါးကျောက်ကြီးကိုမတွေ့ရတာတော့အတော်ကြာခဲ့ပြီပဲ။ဟုတ်တယ်။ငါမောင်မင်းတို့ခေါ်ခန်းလိုက်တဲ့ကိစ္စကိုအထက်လျောက်သိပြီးပြီဖြစ်လိမ့်မယ်။ ခေါင်းဆောင်တရခေါင်းငင်လိုက်ကြပြီးတော့ဦးမာယာရဲ့လက်ထက်ကနေဒီဝခိုင်းရဲ့အာနာကိုပြန်ပြီးသိမ်းယူမယ်လို့ကြားသိရပါတယ်။ဟုတ်တယ်ခေါင်းဆောင်တို့အစပါငါတူမာရဟာအာနာမမောမန်းငါသိတယ်။သူ့အာနာကိုတောင်းတပါတဲ့အခါမှာခိုင်းထဲမှာတိုက်ခိုက်မှုတွေဖြစ်မှာစိုးရင်လို့သူ့ကိုအာနာလှည့်ပြောင်းပေးလိုက်တယ်။ဒါပေမဲ့အခုချိန်မှာ तू ကကိုကိုင်းရှင်နဲ့ပူပေါင်းပြီးတော့တခြားခိုင်းတွေရဲ့ပိုင်တဲ့နယ်မြေတွေကိုတိုက်ခိုက်ပြီးနယ်မြေချက်လာခဲ့တယ်။ ဒါကကောင်းတဲ့လုပ်ရက်တခုမဟုတ်ဘူး။ဟုတ်ပါတယ်ကားချုပ်။တုတ်နောက်လိုက်ကောင်းဆောင်တွေကနံမြေတွေကိုအယယူလို့ဇောနဲ့တတ်ခိုက်ကြလို့နောက်လိုက်နောက်ပါငယ်သားတွေထိခိုက်ဒဏ်ရာရရှိကုန်ကြပြီးတော့တချို့ဆိုရင်အသေးဆုံးကုန်ကြပါတယ်။ဒီလိုသွေးချောင်းစီးတဲ့အဖြစ်မျိုးကျွန်တော်တို့မလို့ချင်တာအမှားမှပဲ။တကယ်တော့မာရကိုအနောက်ကွယ်ကနေမြောက်ပြင်ပြီးဂိုင်းလောက်ကောင်တောင်းလို့စီတာ။ဥတုခအမိခံထားတဲ့ကိုကိုင်းရှင်ကြောင့်ပဲ။ ဒါဆိုရှစ်ပြစ်ဟောကဲနေရတကယ်ဖြစ်လာခဲ့ပြီပေါ့ကိုကိုင်းရှင်ပေါ်လာပြီးဂိုင်းနေအားလုံးကိုသူတယောက်တည်းအော့ချုံမဲဆိုတာတကယ်ပေါ့ခေါင်းဆောင်နေမိတဲ့အတွက်ဥမကကအဟုတ်ပဲအခုဒီဝကိုင်းရဲ့လောရက်တွေကိုကြည့်လိုက်မယ်ဆိုရင်ဒီလိုအလားတရာတူညီနေတာကိုတွေ့ရလိမ့်မယ်ဒီဝကိုင်းကကိုဟောက်ကိုနေလဲခွန်တေရှိတဲ့ဂိုင်းတစ်ခုဒီလိုဂိုင်းကဘာဖြစ်လို့သူများဂိုင်းနေကိုလိုက်ပြီးတိုက်ခိုက်နေရမှာလဲ ဘာဖြစ်လို့ခိုင်ကိုခိုင်စလောင်းအုတ်ချုပ်ချင်ရတာလဲတကယ်တော့မှော်ဝင်မှော်ရှိအဖြစ်ဖြစ်မြောက်ဘဝကြည်ကြံမှုနဲ့ပဲဆိုင်နေနေမြေဒေတာနဲ့မဆိုင်ဘူးဆိုတာမာယာတယောက်မသိလို့များလားဘယ်ဟုတ်ပါမလဲခိုင်ချုပ်ကြီးတို့ကိုခိုင်ရှီအားမြောက်ပြပေးနေတာအသေးကြပဲဒါကြောင့်ငါခိုင်အနာကိုပြည့်ပြီးယူမယ်မာယာကိုအချိန်မီတားဆီးမယ်ကိုခိုင်ရှီရဲ့အကြံစီတွေကိုဟန့်တားရမယ်တက်မြက်လာပါတယ်ခိုင်ချုပ်ကြီး ခေါင်းဆောင်တယောက်ကမတ်တက်ထားရက်ပြီးတော့ကျုပ်တို့အခုပဲလူတွေစီအောင်ပြီးတော့ခိုင်းကိုပြဲပြီးထိချုပ်ကြပါမယ်။ကိုခိုင်းရှိဥဒုခောက်လည်းတက်ဖြတ်ပြီးတားဆီးရပါမယ်။အဲ့ဒီခေါင်းဆောင်ကလက်သီးလက်မောင်းတန်းကကြွေးကြော်လိုက်လေတယ်။ဒီအချိန်မှာပဲအဲ့ဒီခေါင်းဆောင်ကလက်ဝင်းကိုလက်နဲ့ကင်ပြီးတအိအိနဲ့ဖြစ်လာတယ်။ရင်မက်ကြီးကဖားကုန်ကြီးတကောင်လုံးဖုံးတက်လာပြီးနောက်ဝုန်းငနဲ့ပေါက်ကွဲထွက်သွားကအသားစာတွေကလေးစာတွေကကျင်းပြုံပေါ်ကိုပြန့်ကျဲလို့ပြုတ်ကျသွားခဲ့တယ်။ ကင်းပစုံကြီးနဲ့တူတဲ့ကဘာကောင်ကြီးတွေကအဲ့ဒီခေါင်းဆောင်ကြီးရဲ့ရင်မက်မှာရှိတဲ့အပေါက်ကြီးအတွင်းထဲကနေတိုးထွက်လာတယ်။ကဘာကောင်ကြီးကိုမိသားကမိဆက်လက်နဲ့နဲ့ပြစ်ခတ်ပြီးတက်ဖြတ်လိုက်တယ်။ခမည်းတော်ကိုခန္ဓာထဲမှာကဘာကောင်နဲ့ထည့်ထားတာပဲ။ရှင်တို့ဥဒုခအပေါ်မကောင်းကြံတဲ့အတွေ့တွေ့လိုက်တာနဲ့ကဘာကောင်ကကြီးထွားလာမှာအမှန်ပဲ။မိသားကဥမာကဘက်ကိုလှည့်ပြီးတော့ဖို့ဖို့တို့အရင်ဆုံးကဘာစိတ်ကိုတိုက်မှတ်ရမယ်။ပေါင်းမိမိသား မင်းစီးရီတော့ပေါ်ဆက်ပြီးတော့နေတောင်းနဲ့မမကြီးတို့အပေါ်ထောက်ကိုပြေးလွားကစီးရီဖော်ဆက်ကြတယ်ဝရတဲ့ဝကလည်းအတူတူလိုက်ပါလာခဲ့တယ်အလုံးကြီးမားတဲ့အိုးကြီးတစ်ခု အတွင်းထဲမှာ စီးရီကိုဖော်ဆက်ရတယ်နေတောင်းကကြံလူတွေရဲ့အကူအညီကိုရယူတယ်ဝကနဲ့ဝရတို့ကမိသားပြောတဲ့စီးပြင်တွေကိုခုဆုပ်ပေးကြတယ်မမကြီးကစီးရီအိုးကြီးကိုမှွှင်းနှောက်ပေးရပြန်တယ်စီးရီပြေးဆုံးတဲ့အခါအောက်ထပ်စီယူဆောင်လာခဲ့ပြီးတော့ခေါင်းဆောင်တွေကိုတိုက်ကြည့်ရတယ် ဈေးတွေတောက်သုံးပြီးတဲ့အခါမှာခေါင်းဆောင်နဲ့လဲပြိုကြကုန်တယ်။ဒီအချိန်မှာပဲနန်းဆောင်တကားကြီးကိုတဘုံဘုံနဲ့အပြေအထုနဲ့နေကြတယ်။အထဲမှာဘသူတွေလဲ။မင်းတို့ဘာလို့နေကြတာလဲ။အခုချက်ချက်တကားဖွင့်ကြစမ်း။ဆရာနောင်ကထိတ်ထိတ်ပြပြနဲ့အဆောင်တွေကကျုပ်တို့စုဝေးတာကိုတည်သွားလောက်ပြီးခိုင်းချုပ်ကြည့်။ခေါင်းဆောင်တွေကမင်းမျောနေကြတာဆိုတော့ကျမတို့ဘယ်လိုလုပ်ကြမလဲဆရာနောင်။ကျုပ်တို့ဒီလူတွေကိုတားဆီးထားမှဖြစ်လိမ့်မယ်။ ဒေဝခိုင်းသားတွေကအချင်းချင်းအချက်ပေးကြတဲ့အတွက်ခိုင်းမှာကျင်ခဲ့တဲ့အဆောင်ချက်တွေအလုံးဝိုင်းလာခဲ့တယ်။တစ်သားတကွေရဲ့ကြီးကိုဝိုင်းဝန်းဖြတ်စည်းကြတယ်။မော်ဆွေရင်စီကြောင်းနေရှိတဲ့အချင်းကအဲ့ဒီတကွေရဲ့ကြီးတွေကိုဖြတ်စည်းဖို့မဖြစ်နိုင်ဘူးဆိုပေမဲ့အခုတော့မိသားကစွန့်ရင်စီကြောင်းကိုဖြတ်စည်းလိုက်တဲ့အတွက်နန်းဆောင်ခမ်းမကြီးရဲ့တကွေရက်တွေကအကရနဲ့ပြက်ပြက်သွားခဲ့တယ်။ဝရနဲ့ဝကတကွေရက်ကြီးကိုကော်လုံးနဲ့ဖိကာကောက်ွက်ထားလိုက်တယ်။ရှင်နှုံးနှစ်ယောက်ဖယ်လိုက်ပါ။ မိသားကလက်ထဲမှာကြောက်တုံးကြီးတစ်ခုကိုဖန်တီးပြီးတော့တကားကြီးရဲ့အနောက်ကိုပြစ်ထက်လိုက်တယ်။ကြောက်တုံးကြီးကတကားချက်ကြီးကိုခုခါနှားသလိုဖြစ်နေတဲ့အတွက်အပြေရလူတွေရုတ်တရက်မဝင်ရောက်နိုင်ဘူး။အဆောင်တွေကလည်းနန်းဆောင်ကြီးရဲ့ဗရင်းတကားပေါက်ကနေဝင်ရောက်ဖို့ကြိုးစားကြပြန်တယ်။မိသားကြောက်တုံးကြီးတွေနဲ့ခုခါကောက်ွယ်ရသလိုဝရတို့ညီအကိုကလည်းနန်းဆောင်အတွင်းထဲမှာရှိတဲ့ထန်ကုန်စပွဲကုန်တွေနဲ့ကောက်ွယ်ထားကြတယ်။ဒီချိန်နန်းဆောင်ကြီးရဲ့ကြမ်းချောင်းတွေကဝုန်းငနယ်ပောက်ွယ်ထွက်သွားပြီးတော့ အဆောက်နေရကျဲမြင့်အောက်ကနေခုန်တက်လာခဲ့တယ်။ဆရာနောင်ကတိုက်ကြောက်ဖို့အချက်ပေးလိုက်တာနဲ့ကျဲပေါက်ကတက်လာကြတဲ့သူတွေကိုမမကြီးတို့ကဝိုင်းဝန်းတိုက်ခိုက်ကြတယ်။နန်းဆောင်အတေးစီကိုဝင်လာတဲ့အဆောက်တွေကမိတောင်းကရန်ထားတဲ့ကြောက်တုံးကြီးတွေကိုထိုးခွဲတိုက်ခိုက်ကြတယ်။ကြောက်တုံးကြီးတွေကဆက်လက်နဲ့တွေဖြစ်တဲ့အတွက်အစင်မတိပြဲနိုင်တော့ဒေဝကိုင်းကဝိုင်းဝန်းတိုက်ခိုက်ကြတဲ့အတွက်ကွဲအပ်ပြက်စီးကုန်တယ်။ကြောက်တုံးကြီးကွဲအပ်သွားတဲ့အတွက်တကားချက်ကြီးတွေဖွတ်ထွက်သွားပြီး ဒေဝဂိုင်းရအဆောက်နေရနန်းဆောင်ကြီးအတွင်းထဲကိုစုပြုံဝင်ရောက်လာခဲ့တယ်။အများနဲ့တယောက်တိုက်ခိုက်ရတော့မို့အချိန်ကြာလာတာနဲ့အမြမမကြီးတို့အထိနာလာခဲ့တယ်။မကြခဲ့အချိန်မှာပဲကျမ်းမြင့်ပေါ်လဲကျနေတဲ့ခေါင်းဆောင်တွေကပြက်လဲနှိုးထလာပြီးတော့ကပားကောင်တွေကိုအန်ချကြလိမ့်တယ်။ပြက်လဲနှိုးထလာတဲ့ခိုင်းသားတွေနဲ့အဆောက်ခိုင်းသားတွေကနန်းဆောင်ကြီးအတွင်းထဲမှာတိုက်ခိုက်ကြပြန်တယ်။ဦးမကားကဒီအဖြစ်ကိုကြည့်ပြီးသွေးပြက်နေမိတယ်။မဟုတ်ဘူး ငါလုံးချင်းလားဒီလိုအဖြစ်မျိုးမဟုတ်ဘူးမိတောင်းကဥမကားရဲ့လက်ကိုဆွဲပြီးတော့ဆစ်လျှော့ပါဖို့ဖို့ဒီလိုအခြေအနေကဖြစ်ကြုံရမှာအမှန်ပဲဥမကားလက်ထဲမှာကင်ဆောင်ထားတဲ့ခရူသင်းကိုမြှောက်တင်လိုက်တယ်ခရူသင်းအတွင်ထဲမှာဆွဲရည်တွေကိုစုစည်းနေလေဖို့ဖို့ဘာလုပ်နေရလဲမိတာဆက်လက်နက်ကိုဖြတ်လို့ပို့စူးစမ်းနေရလေလှမယ်ဆိုရင်လည်းမြေမြေလောက်ပါဖို့ဖို့တစ်ဖက်ကအင်အား၃ဆလောက်များနေတော့ကြာလိုက်အထင်နာကုန်လိမ့်မယ် မေတ္တာဆက်ဖြတ်တယ်ဆိုတာပဝဲချင်းရှင်းမျက်နှာကိုဖျက်ရအောင်မို့လွယ်တော့သိမလွယ်ဘူးမိသားဒါဆိုဖိုးဖိုးအချိန်ယူပြီးလို့ကျမဖိုးဖိုးကိုကောက်ွယ်ပေးထားမယ်တိုက်တာတော့တိုက်တာပေါ့ဒါပေမဲ့ဘသူ့အမပြင်းပြင်းထန်ထန်မထိခိုက်စေနဲ့မိသားအားလုံးကကိုယ့်လူတွေကြီးပဲမိသားကဥမကားရဲ့အနီးကိုတိုးကပ်လာတဲ့လူတွေကိုတက်ခတ်ခုခံကောက်ွယ်နေရတယ်ဥမကားကမထိခိုက်စေဖို့မှာကြားထားတဲ့အတွက်ဟတ်တာယုံမဟတ်တာနေရတယ်ခေါင်းဆောင်ကြီး ျောက်တို့ဟော်နှန်းကြီးကိုတိုက်ခတ်ဖို့မဖြစ်နိုင်တော့ဘူး။ဒါကြောင့်တက်တွေအကုန်လုံးဒီဝခိုင်းကိုပြန်လည်ဆော့ခွာရပါလိမ့်မယ်။ဥဒုခရဲ့ဆော့အောင်မှုကြောင့်ဥမာရခေါင်းဆောင်တဲ့ခိုင်းသားတွေကဒီဝခိုင်းစီကိုပြန်လည်ဆော့ခွာလာခဲ့ကြတယ်။ဒါပေမဲ့လည်းလက်ခုလည်းအရောက်မှာတော့ဥမာရကတောက်တချက်ခောက်ကရက်တက်လိုက်တယ်။ဘာဖြစ်လို့လဲခေါင်းဆောင်ကြီး။ကျုပ်တို့ဒီတိုင်းတော့ပြန်မသွားနိုင်ဘူး။ကျုပ်ဘဝမှာအရှုံးဆိုတာဘယ်တော့မှမရှိဘူး။ဒါပေမဲ့ ဒီအင်းအားလုံးနဲ့ဟော်နန်းကြီးကိုတိုက်ခတ်ဖို့လွယ်မမလွယ်တော့တာဟော်နန်းကမတိုက်ဘူးငါတို့ကိုဖြန်ချောက်သွားတဲ့မောင်ဆိုင်တို့ကိုသွားတိုက်မယ်မသိမှာကိုခေါင်းဆောင်ကြည့်အားခေါင်းကိုအမြန်ပြန်မရပါမယ်ခမရဘာတွေတဲဘောကြောင်နေရလဲခမရမောင်ဆိုင်ကိုဒီလောက်ကြောက်နေတာလားဦးဒုက္ခမောင်ဆိုင်တို့တပ်ဖွဲ့တွေကကလေးရွာနဲ့ရှင်းရကိုချီတက်သွားတဲ့တပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်နေတယ်ဆိုတော့ဟင်းသာကုန်းမှာအဆောင်ကျက်နည်းနည်းပါးပါးပဲကျင်းနေမှာ။ ကျုပ်တို့ဒီအားနဲ့ဟင်းသာကုန်းကိုတိုက်ခိုက်ရင်လွယ်လွယ်လေးရမှာဦးသူခ။ကဲတပ်ဖွဲ့ဝင်အပေါင်းတို့ဟင်းသာကုန်းကိုချစ်တတ်ကြမဟိ။ခေါင်းဆောင်ကြီးကပြောမြပါလားဗျာ။ခန်းကိုပြက်မှမယ်ဆိုမှခမည်းပြက်ခြင်းတယောက်တည်းပြက်ဦးသူခ။ကျုပ်တို့ကတော့အောင်မွေးရမှပြန်လာခဲ့မယ်။တားမြရင်လည်းသွားကြဗျာ။ဦးမရနဲ့တပ်ဖွဲ့ဝင်တွေကဟင်းသာကုန်းကိုချစ်တတ်တိုက်ခိုက်ကြတယ်။ဒီအချိန်မှာမော်ဆိုင်တို့တပ်ဖွဲ့က ဟင်းသာကုန်းစီပြန်လဲရောက်ရှိလာပြီးအောင်ဝဲခံနေကြတယ်။မောင်ဆိုင်ဟာရီမောလို့ခေါင်းရိုးတွေကိုတစ်ခွက်ပြီးတစ်ခွက်တောက်နေတယ်။ကမောစာခိုင်းကခေါင်းဆောင်နေနဲ့မောင်ဆိုင်တို့ကအတူတူစားတောက်နေကြတယ်။ကမောစာခိုင်းကိုအခုလိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မောင်ဆိုင်။ခမရတို့လက်နက်၅ပါးခိုင်းရဲ့ကျေးဇူးကိုကျုပ်တို့မမေ့ပါဘူး။ဒီလိုတော့ဘယ်ဟုတ်ပါ့မလဲဗျာ။ကမောစာခိုင်းဆိုတာကျုပ်ရဲ့ငွေဝေးချံမှာခိုင်းမဟုတ်လား။ဒါကြောင့်မို့အခုလိုကူညီရတာပါ။ ဘာအကျိုးမှလိုချင်လို့မဟုတ်ပါဘူး။ဘာပဲပြောပြောလောလောဆယ်တည်ရဲ့အေးသွားတာခမားကူညီလို့ပါမောင်ဆိုင်။နောက်မှပဲကမ္ဘောဇာကားကိုကြုတ်လာခဲ့ပါအောင်မယ်။ကမ္ဘောဇာကားရခေါင်းဆောင်တွေပြန်သွားခဲ့ကြတယ်။မောင်ဆိုင်ကတော့တဟင်းဟင်းနဲ့ရီမောနေတယ်။ဆရာဆိုင်ကမ္ဘောဇာကားကိုကူညီရတာဘာဖြစ်လို့များလဲ။ဒီဝကားကသူ့တို့တစ္ဆာဖောက်ပါတယ်ဆိုပြီးကြောက်တော့လာတိုက်တော့ဘယ်နဲ့လုံးလဲ။ဒါတွေအားလုံးကိုငါတွေးပြီးသားပါကွာ။ ကမောစာခါကိုကူညီတယ်ဆိုတာအကျိုးမဲ့တော့မဟုတ်ဘူးကွအဲ့ဒီခိုင်းမှာငါလူတွေအများကြီးရှိသေးတယ်ငါ့ကိုယုံကြည်တဲ့လူတွေကဂိုင်းတစ်ဝက်လောက်ကျက်နေတယ်အခုလိုကူညီလိုက်တဲ့အတွက်ဒီလူတွေကငါ့ကိုယုံကြည်လာလိမ့်မယ်တစ်ချိန်ကြာမှငါကမောစာခိုင်းကိုပြောင်းဝင်ပြီးတော့သူတို့ရဲ့ယုံကြည်မှုကိုအယားယူပြီးကမောစာခိုင်းကိုပါတိမ့်သိပြစ်မယ်လို့စိတ်ကူထားတယ်ဆရာဆိုင်ရဲ့အကျင့်စရာကောင်းမွန်လာပါပြီဒီဝကံရလူတွေကဟော်နေကြို့တိုက်လဲတိုက်မယ် မတိုက်လည်းပြက်ဆုပ်ခွာသွားကြလိမ့်မယ်။ဒါမဲ့ငါတို့ဟင်းသာကုန်းကိုတော့လာတိုက်မှာမဟုတ်ဘူး။တကယ်လို့များပေါ့လေ။လာတိုက်ခဲ့တယ်ဆိုရင်ခန်းချုပ်ဘယ်လိုလုပ်မလဲ။ကမောသာခန်းကလူတွေနဲ့သူ့တို့ပြက်ဝိုင်းမယ်။ဒီကောင်တွေကတဲတွေးနဲ့ကိုချစ်ဆုံးပြစ်ခုံချသလိုအဖြစ်ဆိုးနဲ့ကြုံရလိမ့်မယ်ကွာ။မောင်ဆိုင်တို့ပြောဆိုနေတဲ့အချိန်မှပဲခန်းသာတို့ကပြေးဝင်လာခဲ့တယ်။ခန်းချုပ်ဒီဝခန်းကတောက်ဖွဲ့ဝင်တွေကဟင်းသာကုန်းစီကိုချစ်တက်လာကြပါပြီ။ ခိုင်းသားတွေတုံလို့သွားကြရတယ်ဆိုပေမဲ့မဆိုင်ကတော့မတုံလို့ဘူးအခွတ်ချက်ချင်းကံမောစာခိုင်းကိုလွတ်လွတ်ပြီးတော့စစ်ကူတောင်းလိုက်ကံမောစာခိုင်းကတပ်ဖွဲ့ဝင်တွေကိုခေါ်လာပြီးတော့ငါတို့ခိုင်းကဝိုင်းထားတဲ့ဒေဝခိုင်းကခေါင်းဝင်တွေကိုပြန်ပြီးဝိုင်းကြမယ်မဆိုင်ရဲ့လူယုံတွေကကံမောစာခိုင်းစီကိုထွက်ခွာသွားခဲ့ကြတယ်များမကြခဲ့အချိန်အတွင်းဟင်းသာကုန်းမှာရှိတဲ့ဆိုင်အင်ကြီးကိုဒေဝခိုင်းကခိုင်းသားတွေရောက်ဝင်းရလိုက်ကြတယ်လူအုပ်ကြဲထဲမှာဥမာရကမြင်းမြူကြီးတကောင်စီးပြီးတော့အရှိ့ကိုတက်လာခဲ့တယ် တစ္ဆာပေါ်လက်ကောင်မောင်ဆိုင်ဘဲမှာလေမင်းတက်တက်ရှိထွက်လာခဲ့စမ်းမောင်ဆိုင်ကအိမ်အပေါ်ထက်ဝရဏာကိုထွက်လာခဲ့ပြီးတော့ဘယ်သူတွေငါကိုင်းရှိမှအိုကျဲအိုကျဲလောက်နေရလဲကွဘယ်သူမှမဟုတ်ဘူးမင်းရောတတ်မဲ့မင်းရဲ့တိမ်မင်းရောက်လာခဲ့တာပဲအောင်မဲခမရကျက်ကိုတစ္ဆာဖောက်တယ်လို့ပြောရအောင်ကျက်ကခမရကိုတစ္ဆာခံခဲ့လို့လားဦးမရကမောင်ဆိုင်ကိုလက်ညှိုးထိုးပြီးတော့ မင်းပြောင်းလေပြောင်းစားမလုပ်နဲ့မောင်ဆိုင်ဒီနေ့ကတော့မင်းရဲ့တိတ်နေပဲမင်းအခုလက်နဲ့ချပြီးအညံ့ခံမယ်ဆိုရင်မင်းကငါခွန့်လို့ပေးမယ်မောင်ဆိုင်ကလေးနဲ့မြားကိုထုတ်ယူပြီးတော့ဥမာရစီကိုရုတ်ချီပြစ်ထက်လိုက်လိမ့်တယ်ရှေ့အောင်မြားနယ်ကြီးကဥမာရစီတဟုန်လို့ပြုံးဝင်လာတယ်ဥမာရကမျက်တောက်တစ်ချက်မခတ်ပဲမြားတံကိုဆူဆူရဲရဲစိုက်ကြည့်လိုက်တယ်မောင်ဆိုင်ရဲ့မြားတံကဥမာရအနီးရောက်လေပေါ်မှာပဲတစစီကွဲထွက်ကွာပြက်စီသွားလိမ့်တယ် ဥမာယာကတောက်တစ်ချက်ခောက်ပြီးတော့အားလုံးမဲ့တက်ကြဒေဝခိုင်သားတွေဟာပြင်းသားပြင်းချက်တွေနဲ့ကာရထားတဲ့ခြံစည်းရိုးအနီးကိုတိုးကပ်လာခဲ့တယ်ခြံစည်းရိုးကိုလက်နက်တွေနဲ့ခုတ်ဖြတ်လိုက်တော့ခုတ်ဖြတ်သူတွေတောင်မှအနောက်ကိုလွတ်ထွက်ကုန်ပြီးခြံစည်းရိုးကြီးကမပြတ်စီပဲဖြစ်နေတယ်မောင်ဆိုင်ရဲ့နောက်လိုက်တွေကလည်းစိန်ကြီးပေါ်ကနေဆက်လက်နက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ကြတယ်ဒေဝခိုင်သားတွေရောမှုံဝဲဓာကြီးတွေနဲ့အသေးအတာကောက်ွက်နေရတယ်ဒီစိန်အင်ကြီးကမမကြီးကိုယ်တိုင်ဆောက်ခဲ့တဲ့စိုက်အိမ်မို့လို့ ပော့ပော့တက်တက်မယူဆကြနဲ့ဦးမာယာကတန်လက်ကိုဆွဲကင်ကခြံစည်းရိုးကိုချက်ရဲလို့အလင်းနှံကြီးတစ်ခုနဲ့ပြစ်ခတ်လိုက်တယ်ဒီကချက်စည်းရိုးကပောက်ကွဲပြက်စီပြီးပင်နဲ့ဆက်ခတ်အပေါက်ကြီးဖြစ်သွားခဲ့တယ်ဒီဝကိုင်းသားတွေကအဲ့ဒီချက်စည်းရိုးအပေါက်အတွင်းထဲကနေအင်ကြီးစီကိုပြေးဝင်လာခဲ့တယ်ချက်စည်းရိုးပြက်စီသွားတယ်ဆိုပေမဲ့လည်းအင်ကြီးစီကပြစ်လွတ်လိုက်တဲ့ဆက်လက်နဲ့တွေကြောင့်ဒေဝကိုင်းသားတွေကအရှိ့ကိုမတက်နိုင်ပဲဖြစ်နေတယ်။မောင်ဆိုင်လှုပ်လိုက်တဲ့လူယုံက ကမောဇာဂိုင်းစီကိုရရှိလာခဲ့တယ်။ကမောဇာဂိုင်းရဲ့ဂိုင်းကျုံနဲ့တွေ့ဆုံမိတယ်။ဂိုင်းကျုံကြီးကျွန်တော်တို့ဂိုင်းကကမောဇာဂိုင်းကိုကူညီခဲ့တယ်လို့အခုကမောဇာဂိုင်းကလည်းကျွန်တော်တို့ဂိုင်းကိုပြန်လဲကူညီဖို့အချိန်ရောက်ပါပြီ။မင်းတို့ငါတို့ကဘာဖြစ်လို့ကူညီရမှာလဲကွာ။ကျွန်တော်တို့ကကလိရွာတိုက်ပွဲမှာကူညီထားတယ်မဟုတ်လား။ငါပြောလိုက်မယ်ဟိကောင်။ငါတို့ဂိုင်းကိုတစ္ဆာအရေးဖောက်သွားတာမောက်ဆိုင်ကွာ။ သူ့မွေးစားအဖေတော်မှတက်ပြီးဂန်းကိုချေစုံကပ်ထောက်သွားတဲ့တစ္ဆပေါက်ကောင်ငါတို့ကဘာမှတစ္ဆာရှိစရာမျက်နှာထောက်ထားစရာမလိုမင်းမင်းမြတ်ပြတ်မှာတော့မဟုတ်ရင်မင်းရောပါကိုတိလက်ရောက်ကျွလို့မြင်လိုက်မယ်မောင်ဆိုင်ရဲ့လူယုံတွေကကြပြကြရနဲ့ထွက်ပြေးလာတယ်မောင်ဆိုင်ကတော့အဝေးကိုမျှော်ကြည့်စိတ်ထဲမှာပူပန်လာတယ်ဘာတွေပူပန်နေရလဲခိုင်းချုပ်ကျုပ်တို့တွေအသာစီရနေတယ်မဟုတ်လားအသာစီရနေတယ်ဆိုပေမဲ့ကြာလိုက်တောက်ခံထားဖို့မလွယ်ဘူး ကမောသာခိုင်းကစစ်ကူရောက်လာမှဖြစ်မှာကွဒီလောက်တော့အချိန်ကြာနေပုံထောက်ရင်စစ်ကူသွားခိုးတဲ့လူကလမ်းမှာတခုခုများဖြစ်နေလားဒီအချိန်ဆိုရင်ရောက်လာတဲ့နေပြီကွဒီဝခိုင်းသားတွေကအထီးခိုက်များတဲ့အတွက်အနောက်ကိုဆုတ်သွားကြတယ်ဥမာရတချက်တွေးတောနေတဲ့အချိန်ဥဒုခအရှိ့ကိုတက်လာတယ်ဥဒုခခမရပြောင်းသွားပြီမှတ်တာခေါင်းဆောင်ကြီးကိုစိတ်မချလို့လိုက်လာခဲ့တာပါအခုဘယ်လိုတိုက်ရင်ကောင်းမလဲဆိုတာအကြံပြုပါအောင် ဒီလိုလုပ်ပါခေါင်းဆောင်ကြီးမောင်ဆိုင်ကိုစိတ်တက်စစ်စင်နဲ့တိုက်မှဖြစ်လိမ့်မယ်မောင်ဆိုင်ကသူ့ကိုကြိုးပဲသူ့ချစ်ပြီးတော့အောက်လငယ်သားတွေအပေါ်ကိုကြင်ကြင်တန်တန်ဆက်ဆန်နေဆိုတော့အောက်လငယ်သားတွေအတွက်မျှော်လင့်ချက်လမ်းစာလေးတစ်ခုပေးရလိမ့်မယ်ခွဲဟိုချောင်းပေးရရင်အသေးခံပြီးပြန်ကြိုက်မှာပေါ့ခေါင်းဆောင်ကြီးရဲ့သူတို့လွန်လန်းကလေးပြထားမှာသူတို့အညံ့ခံလာကြမှာဥဒုခအရှုပ်တက်သွားပြီးတော့ဒီမဲ့မောင်ဆိုင်ရဲ့နောက်လိုက်တွေ ငါတို့ကမင်းတို့နဲ့ရန်ညိုရန်စားရှိတာမဟုတ်ဘူး။မောက်ဆိုင်နဲ့ပဲရန်ညိုရန်စားရှိတာ။ဒါကြောင့်မောက်ဆိုင်ကိုဖမ်းပြီးတော့ငါတို့လက်ကိုအပ်မယ်ဆိုရင်မင်းတို့အကုန်လုံးအသက်ချမ်းသာပေးမဲ့ပြင်စုတွေလက်တွေလည်းချင်းမြင့်မယ်။မင်းတို့စိတ်ပါတယ်ဆိုရင်ဒေဝခိုင်းမှာပါယာဒူးတွေပေးမယ်။ဘာမဟုတ်တဲ့လူတယောက်အတွက်နဲ့အသက်ကိုရင်းမတက်ခိုက်မနေစမ်းပါနဲ့ကွာ။ငါတို့နဲ့ပူးပေါင်းလိုက်စမ်းပါ။ဥတုကအသက်အကျဉ်းနဲ့အော်ဟစ်လိုက်တယ်။ မောင်ဆိုင်ရဲ့ခိုင်းရခိုင်းသားတွေကဒလောဒူတော့တွေးကုန်ကြလိမ့်မယ်။မောင်ဆိုင်ကတော့ခိုင်းသားတွေကိုစုစည်းပြီးအညက်ခံတဲ့လူငော့လန်းနဲ့တရားတက်ပြစ်မယ်နော်။မင်းတို့တွေကဘဲကောင်းတဲ့အညက်ခံနေကြလဲ။ခိုင်းသားတွေကခေါင်းခါလိုက်တယ်။မင်းတို့ယောက်ျားနေမဟုတ်လား။ကိုယ့်ရဲ့ခိုင်းကိုယ့်ရဲ့ခိုင်းချုပ်အထက်အသက်ကိုအသေးခံပြီးထိုက်ကြစမ်းပါကွာ။ဒီချိန်မောင်ဆိုင်ရဲ့လူယောက်တယောက်ကခေါင်းရွက်ကလေးကိုင်းပြီးအနားကိုယောက်လာတယ်။ခိုင်းချုပ် စဲအေးသာထားစမ်းပါကျွတ်တို့အားလုံးကခိုင်းကျုပ်အတွက် ခိုင်းအတွက်ဆိုရင်တည်တဲ့အထိတစ္ဆာဆောင်းသိသွားမဲ့လူတွေတဖက်ရန်သူကပြည့်ရဲ့တုံးပြီးအယုံသွင်းတာကိုနားမအောင်ကြပါဘူးအေးဒီလိုမှပေါ့ကွာခိုင်းအတွက်တစ္ဆာရှိကြစမ်းပါကွာမဆိုင်ကအဲ့ဒီလူကမ်းပြီးတဲ့ခောင်ရွက်ခွက်ကိုလှည့်ယူလို့တောက်လိုက်တယ်ခောင်ရွက်တောက်ပြီးတိတ်မကြခင်ပါပဲမဆိုင်ရဲ့ခေါင်းတွေမူးဝေလာပြီးတော့အမင်းအာယုံတွေဝေဝါးလာခဲ့တယ်မင်းတို့ မင်းတို့ဘာလုပ်ကြတာလဲဒီခါလူယုံကကောက်ကျစ်တဲ့အပြုံးနဲ့ပြောရင်ခမည်းတော်ခေါင်းဆောင်တင်ထားလို့လဲကျုပ်တို့အတွက်ဘာအကျိုးမှမရှိဘူးခမည်းကရလာတဲ့အကျိုးအမြတ်ကိုခမည်းအိတ်ကက်တယ်ပဲထဲ့တယ်လို့ခမည်းလိုလူအတွက်ကျုပ်တို့တစ္ဆာရှိနေလို့ရောဘာထူးမှလဲဟုတ်တယ်ခမည်းလိုတစ္ဆာပေါင်းတယောက်ရဲ့ပါဇက်ကနေတစ္ဆာဆိုတဲ့စကားထွက်မလာတဲ့မို့ခိုင်းသားရိယာမောင်ဆိုင်ကိုမှော်နှောင်ကြိုးရင်းနဲ့ချီနှောင်လိုက်တယ်အဲ့နောက် ဆိုင်ရင်တကားကိုဖွင့်ပြီးကဒေဝခိုင်းကိုအညက်ခံလိုက်ကြတယ်။ဥမာရာတို့ကဆိုင်ရင်ကြီးအတွင်းထဲကိုဝင်ရောက်လာခဲ့တယ်။ခိုင်းသားတို့ရမောက်ဆိုင်ကိုကျိုးတုပ်ပြီးတော့ဥမာရာရဲ့အရှိကိုခေါ်ဆောင်လာခဲ့တယ်။မင်းတို့တစ္ဆောက်ပေါက်တဲ့ကောက်နေ။ငါသာလွတ်ရင်မင်းတို့အကုန်လုံးတက်ပြစ်မယ်ကွာ။မင်းလောက်လူရဲ့ပါဇက်ကတစ္ဆာဆိုတဲ့စကားပြောထက်သေးတာလားကွာမောက်ဆိုင်ရ။မောက်ဆိုင်ကဥမာရာကိုကြည့်ကျုပ်ကိုလှုပ်ပေးပါ။ကျုပ်အသက်ကိုချမ်းသာပေးပါ။ ငါမင်းကိုဘာဖြစ်လို့လှုပ်ပေးရမှာလဲမောင်ဆိုင်ရကျောက်ခမင်းနဲ့ပူပေါင်းမယ်မဟုတ်ဘူးကျောက်ခမင်းလက်အောက်ကလှုပ်ပါမယ်ကျောက်ကိုဒီဝခိုင်းမှာနေရာတစ်ခုပေးကျောက်ရဲ့အစွမ်းနဲ့ခမင်းရဲ့တက်အိမ်အားတွေကိုပေါင်းစည်းပြီးတော့ကျောက်တို့တစ်လောကလုံးကိုအုပ်စိုးကြမယ်လေဗျာမောင်ဆိုင်ကအသက်တရောနဲ့ပြောလိုက်တယ်ဥမာယာကတစ်ချက်စဉ်းစားပြီးမှမင်းကလူစားငေါက်တယောက်ဆိုပေမဲ့ယုံကြည်ရတဲ့လူတယောက်တော့မဟုတ်ဘူးမောင်ဆိုင် မင်းမအရေးချင်းနေရှိပေမဲ့မင်းရဲ့စိတ်တက်ကလေအောက်တန်းစားအပြတ်မှတယောက်လိုဖြစ်နေတာတိတ်နှမျောဖို့ကောင်းတယ်။ကျုပ်ဒီတခါသက်စာရှိပါမယ်။ကျုပ်တက်တက်လုံးခမရထားရနေခမရပေးရယူကျွေးရစားပြီးတော့သက်စာရှိရှိနေပါတော့မယ်ဗျာ။မင်းတို့တောကျုပ်အောင်ကြားနဲ့ခေါ်လာပြီးတော့လူလိုသူလိုဖြစ်အောင်ကျုံဝေးခဲ့တဲ့မွေးစားအဖေတော်မှမင်းရတက်တယ်။မင်းရောယုံယုံကြည်ကြည်နဲ့နေရအပ်ထားတဲ့ရွှေဟင်းသာခိုင်ကိုမင်းကနောက်ကျတော့ဓာတ်နဲ့ထိုးတယ် ကလေးရွာကိုတိုက်မဲ့ငါတို့အဖွဲ့တွေကိုမင်းကအနောက်ကနေဝင်းရံပြီးတိုက်တယ်။ဒါတော့မှမင်းကငါရဲ့မျက်နှာသာပေးမို့လိုချင်နေတာလားမောင်ဆိုင်။မင်းတို့သာနေရာထပ်ပေးလိုက်။ဒီတခါငါ့နောက်ကြောမှမင်းကဓာလာဆိုင်အောင်မှာပဲ။ဒါကြောင့်မင်းဘာမှမျှော်လင့်မနေနဲ့တော့မောင်ဆိုင်။ဒီလိုလူရောက်မှတကူကောင်းဆန်တဲ့လူကိုတက်လိုက်တာပဲကောင်းပါတယ်။မောင်ဆိုင်ကဂိုင်းသားတွေကိုလှည့်ကြည့်လိုက်တယ်။မင်းတော်တော်အတော့မကြတဲ့ကောင်ပဲ။ နွေးတော့ကြောင့်ငါအခုလိုဖြစ်ရတာကွာဒီကဥဒုခအရှိကိုတက်လာပြီးတော့မင်းဘာမှသူများတွေကိုလွှဲချမနေနဲ့ဒါတွေအလောကမင်းကြောင့်ပဲပေါ့ဆိုင်ခေါင်းဆောင်ဆိုတာကိုလက်အောက်ငယ်သားတွေကိုကြည့်ရှုစောင့်ရှောက်ဖို့တာဝန်ရှိတယ်ကိုအောက်လက်ငယ်သားတွေအစီပြေစေဖို့တွေးတောပေးတဲ့လူမှခေါင်းဆောင်အစီကွာအောက်လက်ငယ်သားတွေရဲ့ရပန်ခွင့်နေသူတို့ရဲ့စူးစမ်းအားထုတ်မှုတွေကိုအညွတ်ခူးစားတာခေါင်းဆောင်တယောက်ရဲ့လောက်ရမဟုတ်ဘူး ဒီခါမောင်ဆိုင်ကအိုင်အင်တွေကိုစူးစောင်းပြီးတော့မော်နောင်ကျိုးတွေကိုဖြုတ်လိုက်လေတယ်။ခြေထောက်ကမော်နောင်ကျိုးတွေပြတ်တောက်သွားတဲ့အခါမောင်ဆိုင်တယောက်ထွက်ပြေးတော့တယ်။ဥမာရကမောင်ဆိုင်စီကိုတက်လက်ကိုချစ်ရွက်ကပြစ်ခတ်လိုက်တယ်။တန်တဲ့ကြီးကမောင်ဆိုင်ရဲ့နောက်ကျောတဲ့တဲ့ကိုဆက်ဝင်လို့မောင်ဆိုင်တယောက်အရှိကိုဟတ်ထိုးလဲကတေဆုံးသွားခဲ့တယ်။ကဲလူမိုက်တယောက်တော့ညီကိုချုပ်သွားပြီပေါ့ကွာ။ခေါင်းဆောင်ကြီးကျုပ်တို့အခုဟော်နန်းကြီးကိုမညှလိုက်ပြီမဲ့ဟင်းသာကောင်းကိုတော့ရလိုက်ပြီ။ ဟင်းသာကုန်းရသွားရင်တော့ကလေးနဲ့ရှဲ့ရွာလာမဲ့အဖွဲတွေကိုဟန်တားနိုင်ခဲ့သလိုဟော်နန်းကြီးကိုစစ်ကူညီပေးမဲ့စစ်ကူလမ်းကြောင်းကိုလည်းဖြတ်တောက်နိုင်ပြီမို့ကမောစာခိုင်းရပြိုလဲဖို့မကြတော့ဘူးကောင်းတယ်တိတ်ကောင်းတယ်ကဲဥဒုခကျုပ်တို့ကတော့ဟင်းသာကုန်းကိုရှင်းလိုက်ရအောင်မယ်ဥဒုခပြောင်းခြင်းနဲ့ဆိုရင်ဒီဝခိုင်းကိုပြန်နိုင်ပြီဒီဝခိုင်းကလူတွေကိုအောင်ပွဲခံဖို့ပြင်ဆင်ထားပါလို့ပြောလိုက်ပါ ။ဦးသူကခေါင်းငိတ်ပြီးတော့ကောင်းငင်ရဲ့ထက်ကိုပြတ်တက်သွားလိမ့်တယ်။ဦးမကဟာအသက်ပြင်းပြင်းရှူတင်ပြီးတော့ခရူတင်းကိုမှုတ်ချလိုက်တယ်။ခရူသေးအတွင်းကခြေလုံးနဲ့အတန်တန်ထွက်ပေါ်လာခဲ့တယ်။အတန်လှိုင်းနေတဲ့အတူတူအဖြူအောင်လှိုင်းကြီးတစ်ခုထွက်ပေါ်လာပြီးတော့အနာလူတွေကိုဖျက်ချက်ထိမှလိမ့်တယ်။ခရူသေးကထွက်ပေါ်လာတဲ့မြစ်တာဆက်လက်နဲ့ထိမှန်တဲ့သူတွေကအနောက်ကိုလမ်းကြပြီးတည်ငြိမ်သွားကုန်တယ်။တအုပ်နဲ့တခုတက်ခတ်နေရကရက်တက်သွားတယ် မေတ္တာဆက်လက်နဲ့ဆိုတာဒေါသတရားတွေအကုန်လုံးပျောက်ကွယ်သွားအောင်လုပ်နိုင်တဲ့အရာပဲသူတို့အားလုံးရဲ့ဒေါသတရားတွေမုန်တိမှုတွေအကုန်လုံးခိတ္တခဏပျောက်ဆုံးသွားစေတယ်ဥမာကခိုင်းသားတွေကိုကြည့်မင်းတို့အားလုံးတက်ခတ်မနေကြနဲ့တော့မင်းတို့အားလုံးဟာအရင်ကတည်းကဒေဝခိုင်းရဲ့အမကခိုင်းသားတွေပဲဒေဝခိုင်းရဲ့အာနာလွှဲပြောင်းတဲ့ကိစ္စမင်းတို့နဲ့ဘာမှမဆိုင်ငါနဲ့ငါတို့မာရရဲ့ကြာကိစ္စ ီကိစ္စကငါတို့ပြည့်လဲအောင် ဖြေရှင်းမယ်။မင်းတို့လက်မပါကြနဲ့တော့။ဥမာကပြောလိုက်တဲ့အခါမှာဂိုင်းသားတွေကလက်ခံသွားကြတယ်။ဥဒုခခေါင်းဝင်းအတွင်းထဲကိုခြေချလိုက်တာနဲ့ပြက်စီးနေတဲ့တကားချက်ကြီးကိုတွေ့ရတယ်။ငါထင်းတဲ့အတိုင်းများဖြစ်နေပြီလား။ခမကြီးအတွင်းထဲကိုဝင်တဲ့အခါမှာဒေဝခိုင်သားတွေနဲ့အတူတူဥမာကကိုတွေ့ရတယ်။လက်ဆက်သက်တော့မင်းတို့ကငါ့ကိုပေါင်းပြီးအကောက်ကျန်တာပေါ့လေ။မိသားကအရှိကိုတက်လာပြီးတော့ ရှင်ပြောသလိုဆိုရင်ဒါအကောက်ကျန်တာဘယ်ဟုတ်ပါမလဲကြက်ရည်ဖန်ရည်ကောင်းတယ်လို့ခေါ်တယ်မင်းတို့ရဲ့ကြက်ရည်ဖန်ရည်ငါချစ်ကျူးပါတယ်ကွာအခုတော့မင်းတို့အားလုံးငါတက်ပြင်မယ်ကွာဥမာကမိသားအရှိကိုပြောင်းဝင်လာတယ်ကိုကန်းရှိကိုငါကိုယ်တိုင်ရင်ဆိုင်မယ်ဟိတ်ကိုကန်းရှိနဲ့ဥမာကတော့အလုံးထူချာဆန်းပြတဲ့ပညာရင်းနဲ့တက်ခိုက်ကြလိမ့်တယ်အဲ့ဒီပညာရက်တွေကမိသားတသက်တစ်ခါမှမမြင်ဘူးတဲ့ပညာရက်တွေ ဆက်လင်းတန်းကြီးတွေဆက်လက်နဲ့တွေကပြပန်းခမ်းများရှုပ်ထဲပေါ်လာနေကြပြီးတော့တစ်ဖက်နဲ့တစ်ဖက်အားပြိုင်နေကြတယ်။ဥမာကမြတ်တာဆက်လက်နဲ့နဲ့ဖြန့်စရာမော့ဆွဲအင်းနဲ့ရုတ်ရုတ်ခဲ့တဲ့သူဆိုတော့ကိုကိုင်းရှင်နဲ့အားပြိုင်တဲ့အခါမှာမော့ဆွဲအင်းနဲ့တဖြည်းဖြည်းကျဆင်းလာခဲ့တယ်။နောက်ဆုံးမှာတော့ကိုကိုင်းရှင်ပြုတ်လောက်လိုက်တဲ့ဆက်လက်နဲ့တစ်ခုကဥမာကရဲ့ယူဝကိုထိမှန်လို့ဥမာကတယောက်လွှတ်ထွက်သွားခဲ့တယ်။ခမည်းတော်ဥမာရကဘာကြီးတော်လဲဆိုပြီးမတက်ပဲထားခဲ့လိုက်တာမှားတာပဲ။ အခုခမရကိုကျုပ်တတ်မယ်။ကိုကန်းရှင်ကဥမာကားစီကိုအလင်းနှံကြီးတစ်ခုကိုပြစ်လွှတ်လိုက်တယ်။ဒီချိန်မိတောင်းကဥမာကားရဲ့အရှိကိုပြေးခွဝင်ပြီးတော့အလင်းနှံကိုကောက်ွက်တယ်။မိတောင်းတရိထားမမကြီးကအသက်ကိုအော်ဟစ်လိုက်တယ်။အလင်းနှံကြီးကိုမိတောင်းကတားမြစ်တယ်ဆိုပေမဲ့အလင်းနှံရဲ့အရှင်ကပြေးထန်လို့နဲ့အတွက်မိတောင်းတယောက်ကြက်မြင့်ဘော်ကိုဒရွတ်တိုက်ကခွေချသွားခဲ့တယ်။ဆရာနောင်နဲ့မမကြီးတို့ကိုကန်းရှင်ကိုဝင်ရောက်တိုက်ခိုက်ကြတယ်။ ဒီလိုတက်ခဲ့ကြဂိုင်းကိုကိုင်းစလုံးကိုဒုက္ခပေးမဲ့ကိုကိုင်းရှင်ကိုနှိမ့်နေကြဥမာကအမေပြေးလိုက်တဲ့အခါဒေဝဂိုင်းသားတွေကတက်ခဲ့ကြတယ်မင်းတို့အားလုံးကငါရဲ့ပြိုင်မဲ့မဟုတ်ဘူးကမိတောင်းကကိုကိုင်းရှင်စီကိုလက်ကိုချင်ရပြီးမော်လက်ဆုပ်အစွမ်းနဲ့ကိုကိုင်းရှင်ရဲ့မော်အစွမ်းတွေကိုစုပ်လိုက်တယ်မော်လက်ဆုပ်ကအစိရောက်အလေးနဲ့တခုထွက်ပေါက်သွားပြီးတော့ကိုကိုင်းရှင်ရဲ့ကိုလုံးအတွင်းထဲကိုထိုးပေါက်ဝင်ရောက်ပါကမိတောင်းစီကိုပြန်လဲရောက်ရှိလာခဲ့တယ် အစိမ်းရောက်အလင်းနောက်နဲ့မိသားရဲ့ကိုအတွင်းနဲ့ကိုထိုးဖောက်ဝင်ရောက်လာတဲ့အချိန်မိသားကအလွန်အထူးခြားတဲ့ဆွဲအင်တွေကိုခံစားလိုက်ရတယ်။မိသားကမတ်တက်ထားရပြီးတော့ကိုကန်းရှင်ကိုလှမ်းကြည့်လိုက်တယ်။ဟဲ့လူကြီးရှင်တက်တက်ရှင်ကျမနဲ့တိုက်စားကိုကန်းရှင်ကမိသားကိုကြည့်ပြီးတော့ဗဇက်ကိုဟကဗဇက်အတွင်းနဲ့အစိမ်းရောက်အလင်းနောက်ကြီးနဲ့ဒရက်ဆက်ပြစ်ခတ်လိုက်တယ်။မိသားလည်းကိုကန်းရှင်လိုပဲဗဇက်ကိုဖြေးဟပြီးတော့အပြာရောင်အလင်းနောက်ကြီးတွေနဲ့ပြစ်ခတ်ပြန်တယ်။ အလင်းတန်းကြီးနှစ်ခုကလီပေါ်မှာထိတွေ့ပြီးပေါင်းဆောင်ကြတယ်။နှစ်ဖက်စလုံးကမှော့ဆန်းအင်တွေကိုထုတ်လို့ကြလေတော့အလင်းတန်းကြီးကနှစ်ဦးသားရဲ့အလယ်မှာတောက်လောက်ပောက်ကွဲလေတယ်။အချိန်ကြာလာတာနဲ့အမြမိသားရဲ့အပြာရောင်အလင်းသားကိုကိုင်းရှိထွက်လို့နေတဲ့အစင်းရောင်အလင်းနှံတွေကိုဝါမြူပြီးကိုကိုင်းရှိရဲ့အနီးကိုတဖြည်းဖြည်းတိုးကပ်သွားလေတယ်။နောက်ဆုံးမှာတော့အပြာရောင်အလင်းတန်းကြီးဟာကိုကိုင်းရှိရဲ့ဗစက်အတွင်းစီတဖြည်းဖြည်းတိုးဝင်သွားလေတယ်။အပြာရောင်အလင်းနဲ့ဗစက်အတွင်းနဲ့ကိုရောက်တာနဲ့ ကိုကိုက်ရှည်ရဲ့ဒီကောလုံးတဆက်ဆက်တုံရင်ပြီးခွေလဲကြသွားတယ်။အဲနောက်မှာတော့မြေတောင်းကအလင်းနှန်းကြီးကိုရက်တက်လိုက်တယ်။ကိုကိုက်ရှည်ဒီကောလုံးအခုံးငွေတွေတိုးထွက်လာပြီးအနောက်ကိုလဲကြသွားတယ်။ကိုကိုက်ရှည်ဟာချက်ချင်းမဲ့ထကမီးလုံးကြီးအဖြစ်ပြန်တန်းကထွက်ခွာသွားလိမ့်တယ်။မိသားမင်းဘာဖြစ်လို့ကိုကိုက်ရှည်ကိုလှုပ်ပေးလိုက်ရတာလဲ။မိသားကနှထင်းကိုလက်နှစ်ဖက်နဲ့ထောက်ပြီးတော့တက်တော့မဲ့အချိန်မှာခေါင်းထဲမှာထူးဆန်းတဲ့အတွေ့အကြုံခံစားလိုက်ရတယ်။ မင်းဘာတွေဖြစ်နေတာလဲမေတောင်ဒီလူကိုတခါတည်းအဆတ်တက်လိုက်ရမှာ ਉ မမကြီးကမိသားကိုတွေ့ပြီးတော့မိသားကိုတိတ်မစုပါနဲ့ဆရာနာသူလဲစွဲရင်တော်တော်ကုံသွားခဲ့ပြီမဟုတ်လားအခုဘာဆက်လုပ်ကြမှာလဲခိုင်းရုပ်ကြီးကိုကန်းရှင်လှုပ်သွားတယ်ဆိုတော့ငါတို့ရန်နေမအေးသေးဘူးကိုကန်းရှင်ကတေချာပေါခိုင်းပုတ်ကုစလုံးဝင်နောက်ဖြတ်စီးမှာပဲဒါကြောင့်ကျဲတဲ့ခိုင်းကခေါင်းဆောင်လေးကိုချင်းဆိုပြီးတော့ကိုကန်းရှင်အကြောင်းကိုသတိပေးပြီး ကိုကားရှင်ကိုချိန်မိုးနိုင်မှုအတွက်တိုင်ပင်ဆွေးနွေးရလိမ့်မယ်။ခိုင်းကောင်းဆောင်တွေကလာကြပါမလား။ဥမကအရင်ကတည်းကခိုင်းအလုံးရဲ့လေးစားမှုကိုခံယူထားတဲ့လူပဲမမကြီး။ဥမကကသာဆင့်ခေါ်တယ်ဆိုရင်ခိုင်းကောင်းဆောင်တွေအကောလုံးအဲ့ဒီနေရာကိုလာကြမှာပဲ။ဒါဆိုဘယ်နေရာကိုချင်းဆုံမှာလဲပို့ပို့။ဝါပြာကောင်းလို့အမိရတဲ့တောင်ကောင်းလေးကဂန်းအောင်လို့ရဲ့အလဲတဲ့တဲ့နေရာကိုကြာရောက်ပြီးတော့ဟိုးရခင်ကလေးကဂန်းကောင်းဆောင်နဲ့ဆုံတွေ့ကြတဲ့နေရာတစ်ခုပဲ။ အဲ့ဒီနေရာကိုချင်းဆုံလိုက်မယ်။တန်နဲ့ဦးမကကခိုင်းကောင်းဆောင်နေစီကိုဆောက်လာတဲ့ရေးသားပြီးတော့လွတ်လွတ်ပြီးပို့ဆောင်ခလိုက်တယ်။မိသားလဲကြနေရာကအာယူထပြီးတော့"ကျမလည်းဒီတိုင်းနေလို့မရအောင်"ကျမလှုပ်ဆရာရှိသေးတယ်။ဘာလို့မှလဲမိသား"အရင်ဆုံးအိမ်နဲ့ကြီးကိုပြတ်မယ်။ပြီးတော့ဝါပြန်ကွာဆရာဦးချင်းသားကိုတွားရှာရမယ်ဆရာနော်။"ငါအမေကဒီမှာရှိတာဆိုတော့ငါလောလောဆယ်ဒီမှာနေခဲ့မှရမယ်" မင်းတို့အဆင်ပြေပါစေလို့ဆုတောင်းလိုက်ပါတယ်။မိတောင်းတို့ကအဲ့နဲ့ကြီးစီကိုပြန်လာခဲ့တယ်။ဆရာကိုင်းကမိတောင်းကိုဝမ်းသာအားရနဲ့ဖွေဖက်ကကြိုးစိုးလိုက်တယ်။မင်းပြန်လာမယ်ဆိုတာငါသိပြီသားပါမိတောင်း။ဆရာကိုင်းကျမရဲ့လွယ်အိတ်ကလေးရော။ဆရာကိုင်းကလွယ်အိတ်လေးကိုယူလာပေးလိုက်တယ်။မိတောင်းပေါ်ဝါနဲ့ပတ်ကခါမှစီထားတဲ့ငွေပြားချက်ကိုထုတ်လိုက်တယ်။အဲ့ဒီငွေပြားချက်ကိုလွယ်အိတ်အတွင်းကကျန်တဲ့ငွေပြားတွေနဲ့အတူတူပေါင်းစည်းလိုက်လိုက်တယ်။ ီချက်ကနောက်ထပ်လေးပြရရင်ပြည့်စုံပြီပဲမိသားတယောက်တွေ့တော့ရင်ကြည်နူးနေမိတယ်ပရိသတ်များရှင့်အဝိဇ္ဇာတော်တောင်းတဲ့ဂိုင်းတွင်တော်လည်ရေးဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစိန်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလိုစာရေးဆရာအကားစော်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်